တစ္ဆာရှိတဲ့ဆိုင်ဝင်တန်းဇနီးမောင်နဲ့အပေါ်မှာမယုံနိုင်လောက်စရာဝေပမာဏမျိုးချင်မြင်ခဲ့လို့လူပြောများနေတဲ့စင်အီဂရီတတိမကြီးမမငယ်ပရိသတ်များအားလုံးပဲမိင်္ဂလာပါရှင်ရွှေမန်လေး channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ကိုရဲဆိုင်မှာလုံနေတဲ့အောက်ခြေဝင်တန်းလေးကိုသိန်းရာကနန်းဒီပါပေးလိုက်တာကတော့စေအီဂရီတတိမကြီးမမငယ်ပါ ဒါကြောင့်လူမှုကွန်ရက်မှာရောအပြင်လောကမှာပါစိန်အေဂရီစိန်တိုင်းရဲ့ပါရှင်တတိမကြီးဒေါက်တာသဲစုခိုင်ခေါ်မမငယ်ရဲ့စိတ်စေတနာကောင်းမွန်မှုအကြောင်းကိုပြောဆိုချီးကျူးနေကြတာပဲဖြစ်ပါတယ်။အထူးသဖြင့်တော့သူ့ရဲ့ဝန်ထမ်းတွေပေါ်မှာမိသားစုဝင်တယောက်လိုသဘောထားပြီးတော့မြစ်တာအပြင်နဲ့ဆောင်းလျှောက်တဲ့ပုံကတကယ့်ကိုအားကျစရာကိစ္စပါပဲ။မမငယ်ကအယောင်းဝယ်လောကမှာထိတ်တန့်အဖြစ်အောင်မြင်နေတဲ့စိန်တိုင်းပါရှင်တယောက်ဖြစ်တယ်လို့ကိုရိုင်းကလည်းဆရာဝန်တယောက်ဖြစ်ပါတယ်။ဒါကြောင့်လေသူ့မှာလူသားတွေပေါ်မှာထားတဲ့စာနာစိတ်၊ဂယုဏစိတ်တွေအ ြေဝရှိတာကိုတွေ့ရပါတယ်။အရင်ကတည်းကဆိုရင်အလူအတန်းတွေ၊ပရိုက်တာလုပ်ငန်းတွေကိုတတ်နိုင်တဲ့ဘက်ကနေအမြဲတစင်နဲ့ပေါဝင်ကူညီလူတန်းလေးရှိတဲ့သူပါသူ့ရဲ့ဝန်ထမ်းတွေအပေါ်မှာလည်းအမြဲတမ်းနှွေးနှွေးထွေးထွေးနဲ့အတတ်နိုင်ဆုံးစုံလျှောက်လေးရှိတာကိုအားလုံးလည်းအသိပါပဲ။ဒီအကြောင်းတွေကိုပို့ပြီးတော့ထင်ရှားသွားစေခဲ့ရကတော့လွန်ခဲ့တဲ့ဝါလာကင်းလို့သတင်းကျအချိန်ခါသမယမှာပါ။မမငယ်ကသူ့ရဲ့စင်အီဂရီစင်တိုက်ကဝန်ထမ်းလေးတွေကိုမုံပူးပီးနေတဲ့ဗီဒီယိုဖိုင်လေးတစ်ခုအွန်လိုင်းပေါ်မှာတော်တော်လေးပြန့်နှံ့ခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုထဲမှာဆိုရင်မမငယ်ကသူ့ရဲ့ဝန်ထမ်းတွေကိုပေးကမ်းချီးမြှင့်တဲ့နေရာမှာဘလောက်တောင်စေတနာအပြည့်ပါသလဲဝန်ထမ်းလေးတွေကလည်းသူတို့ရဲ့အလို့ရှင်စီကမြေတားလက်ဆောင်ကိုရလို့ဘလောက်တောင်ပျော်ရွှင်ကြည်နူးနေကြလဲဆိုတဲ့ပုံရိပ်တွေကမြင်ရတဲ့သူတိုင်းရဲ့ရင်ကိုအေးချမ်းစေခဲ့ပါတယ်အထူးသဖြင့်တော့မမငယ်ကဒရိုက်ဘာဝန်ထမ်းလေးကိုချီးမြှင့်ခဲ့တဲ့ငွေပမာဏက390အထိရှိခဲ့ရပါ390ဆိုတဲ့ပမာဏကတာမန်ဝန်ထမ်းတယောက်အတွက်မပြောနဲ့လူတော်တော်များများအတွက်တော်တော်လေးကိုများပြားတဲ့ပမာဏတစ်ခုပါအကြောင်းရင်းကတော့ဒရိုက်ဘာ ကောင်လေးဟာစင်အီဂရီစင်တိုင်းမှာပဲအလုပ်လုပ်ရင်းနဲ့ဆိုင်ကအယောင်းဝင်တန်းမလေးတယောက်နဲ့လူငယ်ချင်းမြတ်တာမျှခဲ့ကြပါရယ်သူတို့နှစ်ဦးရဲ့အခြေအေးကိုလည်းအလုပ်ရှင်ဖြစ်တဲ့မမငယ်ကအတိမတ်ပြူပြီးတော့သူ့ရဲ့မျက်စိအောက်မှာပဲသဘောတူလက်ထပ်ပေးခဲ့တာဖြစ်ပါတယ်တကယ်ကိုမိခင်ကောင်တယောက်ပြီးသားစွာနဲ့ဒီလိုမျိုးသားသမီးတွေကိုစောင့်ရှောက်ပေးတဲ့ပုံစံမျိုးပါပဲအခုဆိုရင်တော့ဒီသစ္စာရှိဝင်တန်းဇနီးမောင်နှံလေးကကိုဝင်ရပြီးတော့ရင်သွေးလေးမွေးဖွားတော့မှလည်းဖြစ်ပါတယ်ဒါကြောင့်မလို့စင်အီဂရီစင်တိုင်းပါရှင်မမငယ်ကသူတို့ဇနီးမောင် နယ်ပေါ်မှာထားတဲ့သစ္စာရှိမှုကိုအတိမတ်ပြုတဲ့အနေနဲ့ရောမွေးလာတဲ့ရင်သွေးလေးအထွက်ပါစင်စားပြီးတော့မွေးဖွားစရိတ်အနေနဲ့390ဆိုတဲ့ငွေပမာဏကိုရရရရချင်းမြင့်ခဲ့တာပဲဖြစ်ပါတယ်။ဒါတိမ်မကသေးပါဘူး။ကလေးကိုလည်းမြေးအဖြစ်ထပ်မံပြီးတော့စုချင်းမြင့်အောင်မယ်လို့သိရတဲ့အတွက်တကယ်ကိုလေးစားစရာကောင်းတဲ့အလို့ရှင်တယောက်ပါအမှန်တိုင်းပြောရရင်ယနေ့ခေတ်လိုကာလမှာဒီလိုမျိုးစိတ်စေတနာကောင်းရှိတဲ့စေတနာရှင်ရှိတဲ့အလို့ရှင်မျိုးကတော်တော်လေးရှားပါးသွားပါပြီ။စိန်အီဂရီစိန်တိုင်းပန်ရှင်မမငယ်ကတော့ ော့ဟိုတလောကပဲသူရဲ့ကြီးကျယ်ခမ်းနားလှပတဲ့မင်္ဂလာပွဲကြီးကြောင့်လူတွေကြားထဲမှာပြောစမှတ်တွင်ခဲ့သလိုအခုတခါမှလည်းသူရဲ့ဝန်ထမ်းတွေပေါ်မှာထားတဲ့ကျင်နာတတ်တဲ့စိတ်ထားကြောင့်ချီးကျူးခံနေရပြန်လာဖြစ်ပါတယ်။သူရဲ့လောရတိုင်းကလူမှုကွန်ရက်ပေါ်မှာစံနမူနာကောင်းတစ်ခုအဖြစ်နဲ့မှတ်တမ်းဝင်နေတာကတော့တကယ့်ကိုဝမ်းသာစရာပါပဲရှင်။ပရိသတ်ကြီးရောမမငယ်ရဲ့ဒီလိုလောရပေါ်မှာဘယ်လိုမြင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။